ဆက်လက်ဖက်ပြမှာကတော့စိုက်စရာတော်စင်လွိုက်ကို ရေးသားထားတဲ့နေသားကြပြတနာဆိုတဲ့ဥတုလေးကိုဖက်ပြမှာဖြစ်ပါတယ်နားဆင်ပြကြပါခင်ဗျာအမောင်ကိုခွင်းပြီးမျက်စိရှိတဆတဆတဲကွင်းလာတဲ့မြင်ကွင်းချောင်းစိတ်ထဲမှာတစ်ချက်ဟာသွားသည်မဖြစ်နိုင်ဘူးလို့ထင်တာကြောင့်လဲဘေဘီဝေယကိုဟိုချီတီချီကြည့်လိုက်ပါသေးတယ်ခါတိုင်းနေရာရွေ့ရင်တော့အနည်းအနားမှမြင်ရတတ်တာကြောင့် မင်းရတတာကြောင့်လည်းရှိလိန်နိုးနဲ့လိုက်ရှာပြီးမှမတွေ့ပြန်ဘူး။ဘယ်ရောက်သွားပါလိမ့်ဆိုတဲ့အသည့်နဲ့တူကျုပ်အတွက်ဒီကနေ့ဆိုရာကြီးကိုဘယ်လိုဖျက်တမ်းရပါတော့မလဲဆိုတဲ့အတွေးကလည်းချက်ချင်းဆိုသလိုဖြစ်စီလာတယ်။အမောင်မပြေခင်နဲ့နေမထွက်ခဲ့အချိန်မှာခုရောက်နေတဲ့နေရာကနေကျုပ်ခွာနိုင်မှရမယ်။ကျုပ်မျက်စိထဲမှာတော့ဟော်ဒီရက်ွက်ထိတ်ဟော်ဒီနေရာမှာလစ်လက်သွားတဲ့အမိုက်ပုံစင်းစင်းကြီးနှဘုံကိုပဲမြင်အောင်နေမိတယ်။စိတ်ထဲမှာတော့အမိုက်ဘုံတွေဘယ်ရောက်သွားပါလိမ့်လို့ မုံမလင်းသေးတော့လမ်းကရှင်းနေတယ်ခါတိုင်းလဲမနဲ့ဆိုလို့ရှင်းထက်ပြင်မဲ့ခုရဲ့ပိုင်းတွေပိုရှင်းလာတာကအကြောင်းရှိတယ်ကြားလာတော့ယောဂဆန်းဖြစ်နေတယ်တဲ့ကိုဗစ်ဆိုလားကိုပိဆိုလာမခေါ်တက်ပါဘူးအိမ်ထဲကမထွက်ကြပါနဲ့တဲ့အသက်ရှူလန်းချောင်းထိခိုက်တဲ့ယောဂဆိုလာဘာဆိုလာကြားနေရတာပါပဲငကူကချောင်းလေးတခုခုနဲ့လေချောင်း၆လို့စိုးတဲ့ချောင်းတော်အဲ့ဒီယောဂဆန်းရဲ့လက္ခဏာနဲ့တူနေလို့ကျုပ်မှခက်အုပ်စိုးရတယ်ချောင်းဆုံးပူကလည်းတယောက်တည်းဆိုမစိုးဘူး လူကြားတဲ့ဆို ဆိုပြီးတဟိုးဟိုးနဲ့မနေအောင်ဤရတယ်ဒါလဲတဒုက္ခထားပါအတွေ့ရတောင်ရောက်မြောက်ရောက်နဲ့ဆိုပေမဲ့ခြေလန်းတွေကတော့အလိုလိုနေရင်သွားရမယ့်ဥတ္တရာကိုသိနေတယ်ချင်မရဲ့ရက်ွက်ထိတ်ကိုရောက်လာတယ်။အကြည့်တွေကဟိုဟိုဒီဒီကြည့်ရသေးတယ်။ဘသူမှမြင်လို့မဖြစ်ဘူး။မျိုးလုံးတွေကလည်းစိတ်အားထက်သန်စွာနဲ့မျောလင့်ထားသလိုများဖြစ်နေမလားဆိုတဲ့စိတ်နဲ့မျောကြည့်ပေမဲ့မသေးခွဲမသွဲခွဲဆိုမျက်လုံးကမွေးနေပြီမဟုတ်လား။အသက်ကငယ်တော့ဒါမှမဟုတ်ပဲ။ လက်ကိုကြည့်တော့လဲတုံချိပြီးတွဲရရွယ်ခြေထောက်ကိုကြည့်တော့လဲတွန့်လဲဆိုတော့ ఓబీ ပေါ့ဟုတ်တယ် ఓబీ ဒီနေ့ထဲမှာ80ပဲပြည့်တော့မယ်မဟုတ်လားဟောတွေ့ရင်တွေ့ရင်နဲ့ရက်ွက်တီကိုရောက်လာပြီဟင်အမိုက်ဘုံတွေကဒီနေ့လည်းမရှိပါလားအင်းကိုပြန်ရောက်တော့ညစမညမိုးကြီးချုပ်လို့ ဘယ်နှနာရီရှိပြီလဲမသိ။နာရီလည်းမရှိတော့အချိန်လည်းတကယ်ဆိုမသိချင်တော့ပါဘူး။ကောင်းမွန်ကဆန်ထုတ်ကလေးချဘေးအင်ကပေးထားတဲ့မီးတပွင့်ကအပြော့နေတော့ခက်မိန်မိန်ကလေးလင်းပေးနိုင်လင်းမင်းနေတာကိုပဲတော်သေးတယ်ဆိုရမယ်။မင်းနဲ့ကရလာတဲ့ငပြောဖီသုံးဖီကိုထုတ်ပြီးအိရှိရေကပြင်းမှရေးစေးလိုက်တယ်။ပြီးတော့ဆန်ထုတ်စီဘူးဝက်လောက်ရေးစေးပြီးမီးမွေးတဲရပြန်တယ်။ထမင်းချက်ရင်ဒီနေ့ပလင်းဝဲတိုင်းဒံဝဲတိုင်းကထက်ပေးလိုက်တဲ့ငပိရင်နဲ့တွေ့စရာလေးထက်စားယုံအဲ့ဒီတိုင်းကသဘောလဲနည်းနည်းကောင်းတော့ချုပ်ကိုကြည့်ပြီးသနာလို့ထင်တယ်။ ညနေသွန်ပြရတော့မယ်ငပိရဲနဲ့တို့စရာလေးယူမလားအဖွားဆိုတာနဲ့ယူပါမယ်တမီးရဲ့ဆိုပြီးထက်လာကြရတယ်။ပြီးတော့ပြောသေးတယ်အဖွားရေနောင်နေဆိုင်ပိတ်တော့မယ်နော်တဲ့။အဲ့လိုကြားတော့စိတ်ထဲကဖျားတက်မိတာပေါ့။ဘာဖြစ်လို့လဲတမီးလို့မီးတော့ခုကိုဗစ်ယောဂါဖြစ်နေတော့ဆိုင်နေပိတ်ရမယ်လေ။မနေ့ကပဲလိုက်ကျညာနေသေးတာအဖွားမကြားဘူးလား။မကြားမိပါဘူးတမီးရဲ့။ဟုတ်တော့ညညာအဲ့အတန်ဆက်ဆက်နဲ့လိုက်ကျညာနေရလေ။ ကြားတော့ကြားတယ်ဒါပေမဲ့မကြားတစ်ချက်ကြားဆက်ပါတမီးရဲ့သူတို့ကတဏျာလေးရက်ပြီးကျင်ညာတာမှမဟုတ်တာတဏျာမှမရက်ပဲကျင်ညာတော့အဆပဲကြားရတာတမီးရဲ့အဲ့ဒါတမီးတို့ဆိုင်လည်းပိတ်ထားအောင်မယ်ယောဂါအကြောက်ချာကောင်းတဲ့အဖွားရဲ့ခုဆိုတကဘာလုံးဖြစ်နေတာအဖွားလည်းအပြစ်မထွက်နဲ့နော်ထွက်လို့မရဘူးအိမ်မှာပဲနေလူစုလူဝေးနဲ့ဆိုယောဂါကကုဆက်တတ်တယ်တဲ့ကိုခံအားလည်းနေရင်ကုနိုင်တယ်ကုနိုင်တယ်တဲ့ ပနင်းခွဲတွေဘူးခုနေလည်းမဆုနဲ့မကောက်နဲ့အောင်တကယ်လို့အဖွားပြင်ထွက်ရေနှာခေါင်းစီးတက်တော့လက်ကိုဟန်းကျင်နေစေဟန်းကျင်ဟုတ်တယ်ဟန်းကျင်နေစေအဲအဖွားဟန်းကျင်ကိုသိလားလက်စီးတဲ့အရေးလေအဲ့နဲ့လက်ကိုပုတ်လိုက်ရင်ရေလည်းမလိုဘူးစက်ပြားလည်းမလိုဘူးလက်ကိုခန်းခနာစီးရင်ယောဂဘူးမကူဘူးတဲ့အပြင်ကနေတန်လာတိုင်းလက်စီးနော်မဖြစ်မနေအပြင်ထွက်ရရင်လက်ကိုစက်ကန်နဲ့စက်ကန်20လောက်စီးရတယ်တဲ့နော်ဘွာအေးအေးပါပြောတာပြောရအဲ့ဒီတမီပြောတဲ့ဟန်းကျင်ဆိုတာလည်းမသိဘူး လက်ကိုရေးဆေးဖို့တော့ရှေဝါဆက်ပြပြားချက်ချက်လေးပဲရှိတယ်ခက်တာကအပြင်မထွက်ရဘူးတဲ့ဆိုင်လဲပိတ်ထားမယ်ဆိုတော့နောက်နေ့တွေဘလို့ရှင်တန်ရမလဲဒီကနေ့ရလာတဲ့ဆန်လေးဘူးက၃ရက်ဆိုကုန်မယ်ငါပြောသီးခါရောဘယ်နည်းရဲ့ခံမှာလဲစဉ်းစားစရာအဲ့လိုနဲ့လာမယ့်ရက်အတွက်တွေးပူနေရတာဘတော်များမှလွတ်ပါမလဲရဲ့လို့တွေးမိတာနဲ့ထမင်းတောင်မစားချင်တော့ဘူးဒီအိမ်ကုတ်ကုတ်လေးတဲ့တကူလဲနေရတဲ့ဘဝမှာတနေ့တနေ့စားဖို့ပူနေရတာနဲ့တည်းခုတော်တော်ရာသီဥတုပူတာကိုတတိတော်မထားဖြစ်ခဲ့ပါဘူး တန်တဲ့တကြီးကသားတွေသမီးတွေကဘလို့နေကြပါလဲသူတို့ကရောကျုပ်ကိုတတိတရာရှိပါမလားမသေးကြပါဘူးသူတို့လည်းကျုပ်လိုပဲနေမယ်ထင်ပါရဲ့ချစ်ချစ်အမဲနဲ့ထုတ်ထားတဲ့အထုပ်ကိုလက်နဲ့ဆွဲဖယ်လိုက်တော့အနှံ့ဆိုးကထောင်းခနဲ့နှကောင်းဝကိုလာဆောင်တယ်အနှံ့အသက်ကတတော်ဆိုးပေမဲ့ခဏပါပဲနှကောင်းကအနှံ့ဘောင်းစုံကိုယင်မနေတော့တအောင်အောင်ကြတော့အနှံ့ကမရတော့ဘူး စောစောကအိမ်မဲထဲမှာဘာများပါမလဲဆိုတဲ့အတွေ့နဲ့ဖြဲရဲရှာတော့အချိုကြီးဘူးကွန်လေး၃လေးလုံးနဲ့ရှေတန့်ဘူးကွန်လေး၂ဘူးတွေ့တယ်။ကျန်နာကသုံးမိသားစကူလေးတွေနဲ့အစားအသောက်ဂျွန်းချင်တွေရောပြောနေတာပါပဲ။ပါလာတဲ့ဆာလာအိတ်ခွန်ဟောင်းလေးတွေတွေ့တဲ့ဘူးကွန်လေးထက်နောက်ထပ်ဘာတွေ့မလဲဆိုပြီးလူတကာပြစ်ထားတဲ့အမိုက်ပုံစင်စင်ကြီးတဲ့ပြန်ငုတ်ရှာပြန်တယ်။ဟော်ငပြောပြီးငပြောသည်သုံးပြီးဖျားပွဲကြလားနှက်ပွဲကြလားမသိဖုံးကြီးပါစေတော့ဒီလိုအမိုက်ပုံနဲ့လာပြစ်ပေးတာ ဝမ်းသာအရာနဲ့ငါပြောသည့်သုံးဖီကိုဆာလာအိတ်ထဲထည့်ရပြန်တယ်။နောက်ထပ်ဘူးကွန်လေးတွေ့ဦးမလားဆိုတဲ့စိတ်နဲ့ထက်ရှာတော့ဘီယာပလင်းကွန်လေး၃လေးလုံးနဲ့ရေတန့်ဘူးကွန်လေးနှစ်ဘူးလားပဲတွေ့ရတော့တယ်။ကျွန်တော်ကတော့ထပ်မချနိုင်တော့ဘူး။မချနိုင်တော့ဆိုမိုးလဲလင်းလို့ပြီးမဟုတ်လား။ဒီလိုအမိုက်ပုံကြီးတဲ့ခေါင်းနှစ်ပြီးရှာပွေးလုံနေတဲ့ချုပ်ကိုဘယ်သူမှမြင်လို့မဖြစ်ဘူးလေဒီအမိုက်ပုံကြီးနှစ်ပုံးလောင်ခါတိုင်းလို့မပြည့်တော့ဘူးခါတိုင်းဆိုပြည့်ရုံမကအပြင်ကိုရှန်နေလို့မနဲ့မုံမလင်းခင်လာရင်ခွေးလေခွင်းလွန့်တွေနဲ့တော့ တချို့စားကျွန်းစားကျင်အထုပ်တွေကိုလူရသေးတယ်။ခုတော့ဟိုယောဂစမ်းကြောင်းအမိုက်ဘုံအနာကစားတော့ဆိုင်တွေရောကုံစုံဆိုင်တွေရောပိတ်တာနဲ့အမိုက်တောင်နေသွားရတယ်။နို့မိုတရက်ကိုအချိုရည်ဘူးကုန်တွေရောတိုလီမိုလီပလင်းကုန်တွေနဲ့ဘီယာဘူးကုန်တွေဘီယာပလင်းတွေဆိုတာတစ်နေ့စံတို့စီဘူးလေးဘူးဝယ်ဖို့လောက်တော့အတားလေးရတယ်။ဒါတောင်စားတော့ဆိုင်ကပလင်းကုန်တွေဘူးကုန်တွေဆိုလာမပြည့်လို့လာပြည့်လို့ကတော့ဝမ်းသာစရာတခါတခါစားတော့ဆိုင်ကပူတဲ့ခေါက်ဆွဲချိုဘက်တွေအသားမပါတဲ့အယိုးတွေဆိုတာတထုတ်ကြီးရတတ်တယ်ဗျာ။ အဲ့လိုတွေ့ရင်ပြောရတာအမြဲဒါတောင်ရာသီဥတုမပူမပူရင်တိုးသွားတာဆိုတော့မြင်တာမြင်ရမကျင်လိုက်ရတာလည်းရှိသေးတာခုတော့ဆိုင်လဲပိတ်အမိုက်ဘုံနဲ့တိမ့်တလို့ပါပဲဒီနေ့တကြံကတော့အရက်ထဲမှာ6ကတ်လို့ခုဆိုလူတွေအိမ်ထဲမှာနေနေရတာတပတ်ကျော်လာပြီသွားနေကြအမိုက်ဘုံကိုမနေ့တိုင်းသွားကြည့်ပေမဲ့ခါတိုင်းလိုပေါ်ပေါ်လောလောဘာမှရမလာဘူးအရင်အပတ်ကဝယ်ထားတဲ့ဆန်လေးဆန်လေးကုန်းစီးဘူးကလည်းဖင်ခက်စားစရာလည်းတိတ်မရှိတော့အိမ်ထဲမကနိုင် ်ခါတိုင်းနဲ့တကြံဆိုဒီချိန်ပူကြမလို့ဘူးတွေ့တဲ့ဖုန်ကြီးချောင်းသွားပြီးအလူရှင်တွေကျွေးတဲ့စတုဒီသားနဲ့ဝင်းအပြစ်အိတ်နဲ့ပါအပြစ်ထက်အပြစ်ထုတ်ပြန်နိုင်သေးတယ်ခုတော့ဘယ်ဖုန်ကြီးချောင်းမှလည်းလူတွေတိလာမယူဥပုံမဆောက်ကြတော့ဒီနှစ်ကဖုန်ကြီးလဲလူပဲဝှထုနဲ့စွန်းငက်ကျုပ်မလဲထမင်းငရရတယ်ယောဂါကလည်းပါတယ်လူစုပ်လူဝေးလှုပ်လို့မရဘူးတဲ့လူထွန်ကြီးယောဂါကကုသတဲ့စမ်းကြယ်ပုံကျုပ်တို့ကြုံမှုခဲ့တဲ့ပလိတ်ယောဂါကတ်ဆိုးကြည့်တော့အမတ်ရရဲ့ ခုတော့လည်းကက်ယောဂါလို့အမည်တက်ထားတဲ့ပြောကြတာပြောကြတာပြီးတော့အခုဆိုညညအပြင်မထွက်ရအမိတ်လည်းရှိတဲ့လူတွေကလည်းကြောက်လို့ထင်ပါရဲ့နေရောညပါအိမ်ထဲနေကြပုံပဲဆိုင်တွေလက်ပိတ်လမ်းသွားလမ်းလာတွေကလည်းကျဲတော့တိတ်ဆိတ်သွားပုံများကျုပ်ပြည့်အသက်တာ80ပြည့်လာတယ်ရက်ထဲရွာထဲဒီလိုအဖြစ်မျိုးကြုံကိုမကြုံဘူးသေးဘူးကျုပ်ပြည့်မကြောက်အားပါဘူးခုတလောနေကလည်းမကောင်းချင်ဘူးချောင်းကလည်းတဟိုးနဲ့ဆူလိုက်တာဆိုတာညညအိတ်လို့တော့မရဘူး ရှိတဲ့ကုန်းရပုံလေးယူနေနဲ့ထဖြောတောက်နေတာဟောဒီနေ့ကုန်းရပုံစီတောင်ပလက်စတိတ်ခွန်မဲကျန်းတယ်မနေတာတဲ့အစုံအင်ကထွက်တော့တွတ်ဟူးတဲ့မတ်ရင်များလေးကတော့လှမ်းမြင်သေးတယ်ဘဲတော့ဖွားကြီးရဲ့တော့မလဲအိမ်ထဲမှာအေးအေးသက်သာနေပါလားအပြစ်မထွက်ရဘူးအိမ်မှာပဲနေပါလို့ဒီလောက်ကြေညာနေတာကျမတော်တွတ်ဟူးမကြိုရတာကကြိဟဲ့မထွက်လို့မဖြစ်ဘူးရက်ွက်ထိတ်ကအမိုက်ပုံးရှိမရှိသွားကြည့်မလို့လို့စိတ်ထဲကပြောချင်ပေမဲ့ဗဇက်ကထွက်သွားတာကတခြားဖြစ်နေတယ် ဟဲ့ဘာလို့တို့ မကြူတာတော့မကြူဆိုဈေးမှမဖွင့်တာအဖွားရဲ့ဘက်နဲ့ဈေးတွေပါပိတ်ထားတာတရက်ဖွင့်တရက်နားရတယ်မကြုံဘူးပေါ့ရောင်းခွင့်ရတဲ့ရဲ့ကြောင်လည်းနှကောင်းကြီးကြီးတက်ပြီးရောင်းရတာကျုပ်ပြီးအသက်ရှူမဝပါဘူးအဲ့ဒါကြီးတက်ထားရင်အသက်ရှူကမဝကို့တချီးစော်ကနန်းနဲ့ကို့ကိုကိုတော့မသတိတော့ဘူးပြီးတော့နှကောင်းကြီးကဈေးကြီးတတော်တစ်ခါတော့ဆိုတော့ကျွန်မတို့မမွဲလား တိုးဟုလေးရောင်းလာအမြက်ကတထောင်တထောင်နဲ့အဲ့ဆိုင်ရလူကြီးမင်းများကတရက်ဈေးပိရင်ဘိုးသက်ဈေးတွေဖြန်းတာတော့တစိုးလုံးခုံပေါ်ခုံအောင်တော့မကြံဘူးရွေရွေဆွဲဆွဲကိုဆိုလို့တဲ့ကျမဖြစ်တသက်နဲ့တကူတိုးဟီကြုံမယောင်းရတဲ့ရဲ့ရှိပါမလားရဲ့လို့ရောင်လို့တော့မတွေ့ဘူးတော်လဲနေတဲ့အပြင်ထွက်တယ်နော်ကြည်လဲလို့ကိုရောကကူလာမဟုတ်ပေပြုံးမယ်အေးပါရဲ့ကြီးကတိုးမယောင်းရလို့ဘာမှဖြစ်ဘူးငါတနေ့စာမချာလို့မရဘူးတဲ့ခက်ပါလားအဖွားရဲ့တော့တဝန်းတစ်ခါတော့ကျမတို့ကျွေးနိုင်ပါတယ် စားဖို့တောက်ဖို့တော့အိမ်ဘက်သာဖုတ်ဖက်ကထခဲ့ပါကျမမရှိလဲဟိုဘယ်အိုးလန်လန်စားလို့ရတယ်ရှိတယ်မင်းရှိရင်ပေါ့ဒီတိုင်းကြီးတရက်တရက်ထွက်ထွက်ပြီးသွားနေတာဘယ်တွေသွားမှလဲမသိငယ်တော့တာလည်းမဟုတ်ခုနအိုးရှစ်အိုးအရွယ်ဟာတုံချီချီနဲ့မတော်လို့လမ်းမတစ်ခုပြင်ဘက်နဲ့လုံးဘလို့ဖွားရဲ့အဖွားမှလည်းတဒုက္ခအေးပါ ਈ မအေးပါနဲ့ဖွားရဲ့အမေခုအမေ ကိုတို့အဲ့ယောဂါလေဒီယောဂါပို့ကူးဆက်ခံရသူနဲ့ထိခက်တွေ့ခဲလို့ကတော့စေးရုံကဟိုတဝီဝီမိတဲ့ကားနဲ့တမ်းမိလာခေါ်လာတဲ့တော့ပြီးတော့ဆက်လေးရက်တော့ခေါ်လာတာတဲ့ဘယ်မှလည်းမတွေ့ရဘူးတဲ့ဘယ်သူမှလည်းမတွေ့ရဘူးတဲ့အိုးတော့အိမ်သူအိမ်သားတော်လာတွေ့လို့မရဘူးပြောတာပဲဟဲ့ဆက်လေးရက်တော့ခေါ်လာလားအိမ်မပြန်ရဘူးအိမ်သားလည်းမတွေ့ရဘူးဆိုတော့အဲ့လူတွေကိုဘယ်သူကထမင်းပို့ကျွေးတဲ့တော့အိုးဖွားစင်ကလည်းစေးရုံကကျွေးတယ်လို့ပြောတာပဲ မနေ့စာနေ့လဲစာညစာရောတဲ့တော်နေစရာလဲပြီးဘာမှမပူရဘူးပြောတာပဲချောင်းဆိုးအသက်ရှူကြက်တာတွေကယောဂလက္ခဏာတဲ့တော်ကြီးမနေ့စာနေ့လဲစာညစာဆိုတဲ့စကားကိုစိတ်ထဲကလိုက်ယူယူနေမိတယ်အဲ့လိုတွေးနေမိပေမဲ့ခြေလန်းတွေကရှေ့ကိုအရှောင်မပြက်ဘူးသူတွေကအိမ်လဲတဝန်းတစ်ခါပဲပြောပြောခဏခဏတက်မစားချင်ပါဘူးမရင်များကကြည်ပြူအောင်တော့ကျန်တဲ့သူတွေမျက်နှာဘက်နဲ့နေမလဲကြည်ဖို့လိုသေးတယ်မဟုတ်လား ဒုက္ခမြန်မာလည်းတို့ဟူတဲ့ကြုတ်ထက်ရှိလဲတပြားနှစ်ပြားပေါ့စားစရာဝင်ကကျွေးနိုင်အောင်တော့ကုစရာစီတော့ဝေမြပြီးကုပေးနိုင်တဲ့အနေထားလည်းမဟုတ်တော့ကျုပ်အခက်ခဲအိတ်သွန်ဖာမောက်ကြီးမပြခြင်းပါဘူးသူနဲ့ကိုနဲ့ပိတ်မသားလိမ့်မသားဆိုတာကြီးညာစရာမှမလိုတာအတွေးကကောင်းနေတော့မြို့ဆုံရက်ွက်ထိတ်ကအမိုက်ပုံနာအယောက်ညင်ရတဲ့မြင်ကချုပ်ကိုအံ့ဩစေတယ်တုံ့လှုပ်စေတယ်ဘက်နဲ့ခုချိန်ဒီအမိုက်ပုံတွေမရပြတ်မထားသေးပါလား ဲ့ရာကထားတော့အမောင်ကမပြေသေးအေးအေးအဲ့အဲ့အနေနဲ့တက်လာပြီးမို့မနေ့၃နာရီလောက်ကလေးကနိုးပြီမဲ့မထဖြစ်တကူတည်းဆိုတော့စားဖို့လဲထွေထူးထူးချက်စရာမလို့တောက်ဖို့ကလည်းယူနေတဲ့စရာမလို့တော့အဲ့ရာတဲ့လဲနေုံကိုပြီးတော့ဒီမနေ့ထူးထွေပြီးချက်ဖို့လဲဆံမရှိဘူးပြီးတော့သွားနေကြနေရောလဲသွားစရာမလို့မနေ့ကတနေ့လုံးဝင်ရလဲဘယ်နေရာကမှမဝမဝင်ခဲ့ဒါနဲ့ပဲတက်ပြင်းရှည်ကြီးချပြီးအဲ့ရာတဲ့၃လုံးလဲနေမိတာရဲ့ဒီနေ့နေကုန်ထမင်းစားမယ်ဂိမ်းကမမြင် လူကလည်းအားမရှိတော့တာလားမသိခါတိုင်းတဲ့လက်တွေပုံတုံးပြီးကိုရီးယားလည်းပူနေတယ်ဒီကနေ့တော့အမိုက်ပုံနာလည်းမသွားနိုင်သွားလဲအမိုက်ပုံတွေမရှိတော့ဘယ်ရောက်သွားပါလဲလို့စိတ်ထဲတွေးနေမိတယ်ဒါနဲ့ပဲအိမ်မှာရှိတဲ့ကိုပူကြအစီလေးပလင်းနဲ့လက်ကျင့်ပြီးတောက်ထားရတယ်အိမ်ရလဲလဲချင်နေပြီပဲမလဲရသေးဘူးစိတ်ထဲကဒီကနေ့ရောက်လာကြမလားလို့မျှော်တဲ့တွေလည်းရှိတယ်တခြားသူတော့မဟုတ်ဘူးရက်ွက်လူကြီးတွေမနေ့ကရက်ွက်လူကြီးရဲ့ချုပ်အိမ်ပဲရောက်လာတယ်အိမ်ထဲမဝင်တာတော့အပြင်ကနေဟပြိုးဖားစိန်ပြိုးဖားစိန် ။ဟုတ်ရှိတယ်ဟဲ့လာလာ။ဝင်တော့ဖားစင်ရဲ့ဖားစင်ရဲ့အိမ်ကကျွန်တော်တို့ဘက်တက်လာရင်အဆင်မပြေဘူး။အေးပါလာပြီလာပြီ။အင်းရှိရောက်တော့ရက်ကွက်လူကြီး3-4ယောက်နဲ့တချို့လူငယ်လေးတွေ။ဘာများလဲကွ။ဒီလိုဖားရဲ့ခုရက်ွက်တဲမှာလက်လုတ်လက်စားနဲ့နေစားသမားတွေနေတဲ့အင်စင်ရင်လိုက်ကောက်နေတာအဲ့ဒါဖွားစင်လဲပါတယ်ဟုတ်လားဘာလို့မလို့လဲသားရဲ့အစိုးရကစံစီစားကလဲပဲစက်သွုံပေးမှလေမနဲ့ပြန်ပေးမှကြာကြာချင်းမယုံနိုင်စင်ရင်နေအသေးချလိုက်ကောက်တော့ဝမ်းသာစိတ်ကလေးတော့ဖြစ်လာတာ အစိုးရကဘာကြောင့်ပဲပြီးချုပ်တို့ရတော်တော်လေးအဆင်ပြေမှာလေမဟုတ်ဘူးလားဘာကြောင့်ပြရလဲဆိုတော့ခုဖြစ်နေတဲ့ယောဂကြောင့်စာဝင်နေရဲ့အဆင်ပြေအောင်လုပ်ရဖွားစင်ဟုတ်လားကောင်းလိုက်တာကျေးဇူးပါသားတို့ရဲ့ဒါနဲ့အဖာမေးချင်တာလေးရှိလို့ရဖွားစင်ဖာမေးမလို့လေအစိုးရပေးတဲ့စံစီစာတကယ်ရမှာလားဟာဖွားစင်ရတကယ်ရမှာဗျာမလိမ့်ပါဘူးမနဲ့ပြန်လာပေးမှာအေးပါအေးပါတေချာအောင်လုပ်ပါသားရဲ့ဟုတ်ကဲ့ဖွားစင်သွားမယ်နော်နေနေပါအောင်ဟုတ်လေဖွားစင်တို့ရက်ခွက်ထိတ်ကအမိုက်ပုံကြီးဘယ်ရောက်သွားလဲ ကျုပ်မေးကိုဥက္ကဋ္ဌကမပြေသေးပဲကြည်နေတယ်။ဘီးမ။ဩဘဲမှမရောက်ပါဘူးရှိပါတယ်။တလောကကိုပြည့်တန်တရားလူနာတွေထားတဲ့နေရာမှာအမိုက်ထက်စရာလူလူခဏယူသုံးထားတာ။နောက်နှစ်ပတ်ဆိုပြန်ထားပြန်မှာပါပါစေ။ဘာဖြစ်လို့လဲ။ဘာမှမဖြစ်ပါဘူးလို့သာပြန်ပြောရပြီမဲ့နောက်နှစ်ပတ်မှပြန်ထားမယ်လေလား။ဒီတော်အတွင်းအစိုးရပေးတာလေးစားပြီးအသက်ရှင်နိုင်ဦးမယ်ဆိုပေမဲ့ပေးမဲ့သူလူမဲ့သူမရှိတော့ရင်ဝိစရာခြူတပြားမရှိတော့ရင်အမိုက်ဘုံရှိမှဖြစ်မယ်မဟုတ်လား။တဲရှိကနေပြန်လဲအဝင်ချားလိုက်ရတဲ့ဇာတ်ရဲ ကျုပ်စင်းရတာပဲတိပီငတ်နေတာမသိသေးပါလားလို့တွေးမိတယ်။ပြောပုံကဖွားစင်ကတယောက်တည်းနေတာလေ။တားထောက်သမီးခင်ကလည်းမရှိအဝင်းမှာပဲနေကြတာ။ဒါမကြည့်တာလဲကြားလာပြီ။သူ့ဘာသာရှာစားနေရပဲ။တအိမ်မချေတအိမ်ကျွေးပေါ့။အသက်ကလည်းကြီးပြီဆိုတော့အရက်ကကြီးကြပါတယ်။ခမားစင်းရရှာတယ်ဒီလိုအိမ်မျိုးထောက်ပံ့ပေးရတာကုသိုလ်ရပါတယ်ဗျာတဲ့။စိတ်ထဲမှာတော့မထောက်ပံ့ခြင်းနေပါ။အမိုက်ဘုံလေးသူ့နေရာသူပြတ်ထားပြင်ရပါပြီလို့ပဲတွေးနေမိတယ်။ ဒါမှဝင်းကြီးပြဿနာကိုနေသားကြအောင်ရှင်းနိုင်မှာမဟုတ်လားဒီလိုမှမဟုတ်ပဲအမိုက်ပုံးနေရတကြပြန်မထားသေးရင်အခုဆိုးနေတဲ့ချောင်းနဲ့ဖြားနေတာကိုအကြောင်းပြပြီးဆေးရုံဖြစ်ဖြစ်တဏှာဖြစ်ဖြစ်ဆက်လေးရက်လောက်သွားနေလိုက်ရရင်သိတ်ကောင်းမှာပဲနောက်နှစ်ပတ်ဆိုတာဆက်လေးရက်မဟုတ်လားတော်စင်လိုက်ကောမတ်ချက်အမည်မသိအဖွားတဦးတို့ရှင်ညွန်းပါသည် အခုလိုချိန်ပေးနာဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးအထူးပဲတင်ပါတယ်။အားလုံးပဲဘေးရန်ပေါင်းကင်းဆင်ပြီးကိုစိတ်နှပြချမ်းမာချမ်းသာကြပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါရခင်ဗျာ။